မင်္ဂလာပါအခုဗီဒီယိုမှာကတော့2025ခုနှစ်ဇွန်လကနေ2025ခုနှစ်ဒီဇင်ဘာလကုန်တဲ့အထိမေတ္တာရာသီဝါဒီရဲ့အကြောင်းကိုအရှေ့တိုင်းနက္ခတ္တဗီဒနီးစနစ်နဲ့တင်ပြပေါ်ပြောပေးသွားမှာဖြစ်ပါတယ်အေဗီရာ14ရက်နေ့ကနေမေလ14ရက်နေ့တွင် မွေးဖွားကြသူတွေဟာမေတ္တာရာသီဝါများဖြစ်ကြပါတယ်မေတ္တာရာသီဝါဒီအနေနဲ့2024ခုနှစ်တွင်မှာ ကောင်းတာတွေရရှိခံစားခဲ့ရတယ်လို့အညာဘက်တွေလည်းတိုတွေးခဲ့ရပါလိမ့်မယ်။အခု2025ခုနှစ်မှာတော့စိတ်ကူးစိတ်တမ်းကောင်းတွေရရှိပြီးတော့မှလက်ရှိလုပ်ဆောင်နေတဲ့အလုပ်တွေလည်းကောင်းမွန်လာပါလိမ့်မယ်။လုပ်ငန်းကိုတိုးချဲ့တာ၊အိုးအိမ်ကိုတိုးချဲ့တာ၊ကြောက်ရွံ့တာမျိုးတွေလည်းတို့နေပါတယ်အပြောင်းရွှေ့တွေလုံးတော့မရှိတဲ့ဆိုလို့ရှိရင်တော့အခက်ခဲတွေကြားရကလည်းအောင်မြင်မှုတွေရရှိသွားမှာဖြစ်ပါတယ်ငွေကြေးအခက်ခဲရှိနေတဲ့အားလုံးလည်း မိမိရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်အစင်ပြေသွားပါလိမ့်မယ်။ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့အကျော်စစ်နာတဲ့ရောဂါမျိုးတွေဖြစ်ပွားလာကြုံတွေ့နိုင်ပါတယ်။အချီရဲအင်တော်ကြီးနဲ့ပတ်သက်လို့ကတော့တုံးနဲ့တုံးကရောက်စားဖြစ်နေပြီမယ်လေ။တယောက်နဲ့တယောက်ငားလမှုရှိသွားလည်းပဲအစင်ပြေသွားမှာဖြစ်ပါလေ။လူငယ်တွေအနေနဲ့ကတော့အခုချိန်မှာပညာရေးခွင့်လာကောင်းတွေရရှိပြီးတော့မှအောင်မြင်တိုးတက်မဲ့နေ့လေးဖြစ်ပါလေ။ရေတရာတွေနဲ့ဆောင်ရှောင်ရံတွေကတော့ သူကတော့ခါရာတော်ကိုနာနဲ့အိယာထရင်ကိုကောက်ညာအိယာဝင်ရင်ကိုကောက်ရပ်ဖတ်ပူဇော်ပါမိမိရဲ့တက်စေရပ်ဖတ်နိုင်ရင် ပို့ပြီးတော့ကောင်းပါတယ်အင်းကြီးအနီယောင်ဝတ္တာ အပြာရင်ယောင်ဝတ္တာအမဲသားစားတာအရှိဘက်ရက်ကိုသွားတာလူတွေကိုလည်းအထူးရှောင်ကျဉ်ဖို့လိုအပ်တော့ပါတယ်မိသားရာဒီဘွားတွေအနေနဲ့မိမိဝတ္တီသားအဝိစားတစုံကိုမရှိနမတဲ့သူတွေအားလုံးကိုပေးလှူလိုက်ပါ ်မေတ္တာရည်ပွားများအလုံးကျမ်းမာချမ်းသာလူဝဆန္ဒတွေပြုဝကြပါစေ။